အတက်ပညာတစ်ခု í တံပိုးဟိုးရှိရှိတော့ငါရွာတရွာမှာတားမိနှစ်ယောက်နေထိုင်ကြပါတယ်။တားဖြစ်သူရဲ့နာမည်ကမောင်စေရနာလို့ခေါ်ပြီးသူမိခင်ကြီးကို တောင်ရလောက်ကင်ပြီးကျွေးမွေးစောင့်ရှောက်ပါတယ်။မိခင်ကြီးကိုဒီထက်ပိုပြီးချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေစေရှင်ပေမဲ့အခုထက်ပိုပြီးသူ့ဘဝတိုးတက်အောင်ဘလို့လုပ်ရမလဲဆိုတာကိုစဉ်းစားမရအောင်ဖြစ်နေပါတယ်။ ။တနေ့တော့မောင်စေရနာရဲ့တောင်ယာအနီးကိုခရီးသွားတယောက်ရောက်လာပြီးတစ်ပင်ရိုက်မှထိုင်ကာအမိုးအပန်းဖြစ်နေပါတယ်။မောင်စေရနာဟာခရီးသွားကို ရေးတိုက်ပြီးအသီးအနှံတွေကျွေးပါတယ်။ဒါနဲ့နောင်ကြီးကဘဲဒေသားကလာပြီးဘေးကိုသွားမလို့လေလို့ခရီးသွားကိုမဲတဲ့အခါကျုပ်ကဟိုးအရှိဖက်ကရွာမှနေတယ်။မောင်ရင်လိုပဲတောင်ယာအလုတ်ကိုလုတ်တယ်။ဒီထက်ဘဝမြန်မာရှင်လို့ပညာရှိထံမဲမြန်းဖို့ခီးထွက်လာခြင်းဖြစ်ပါတယ်။ အနောက်ဘက်အရက်မှာပညာရှိတဦးရှိတယ်။ကျုပ်ဘဝမှာဘာလို့လုံးရင်ကောင်းမလဲလို့ပညာရှိကိုသွားမင်းမလို့ပါ။မောင်ရင် ကျုပ်ကိုအေးဝတ်ပြုတာဂျေဆုတင်ပါတယ်။ကျုပ်ကတော့ခီးဆက်လက်အောင်မေလို့ဆိုကာထွက်သွားပါတယ်။မောင်စေရနာကအင်းခီးသွားဟာလေငါလိုပဲလက်ရှိဘဝကို ရောင်းရည်တင်းတိမ်မှုမရှိပေဘူး။သူ့ဘဝတိုးတက်ဖို့အတွက်စဉ်းစားနေသူပဲ။ငါလေသူ့လိုပဲပညာရှိထံကိုသွားပြီး အကြံဉာဏ်တောင်းရမယ်လို့မောင်စေရနာကဆုံးဖြတ်လိုက်ပါတယ်။သူ့အမေစားတော့ဖို့တလစာရိတ်ခါနဲ့ထင်းတွေကိုစူပေခဲ့ပြီးထွက်လာခဲ့ပါတယ်။လန်ခီမှာတေးအင်တစ်ခုကို တွေ့တာကြောင့်အဲ့ဒီတေးအင်ထဲကိုဝင်လာပြီးကြစ်လိုက်ပါတယ်။အဖိုးတို့တူဟာမင်းဖို့ဖို့ပြီးတံပြားတွေကိုတူကြီးနဲ့ထုနေတာကို တွေ့လိုက်ရပါတယ်။အဖိုးတို့ခမကျွန်တော်ကခီးသွားတယောက်ပါရေစာလွန်းလို့ရေတစ်ခွက်လောက်တိတ်ပါခမအဖိုးတို့ကလှစ်ကြည့်လာပါတယ်။ ူထုနေတာတော့မရက်ဘူးမောင်စေတနာကအဖို့ခမညာရေစာလုံးလို့ရေတစ်ခွက်လောက်တိတ်ပါခမညာအဖို့ကတူကိုဆက်ကဆက်ကထူပြီးမှရက်လိုက်ပြီးတံပြားကိုလေရေးရဲနီနေတဲ့မင်းဖော်သေးကိုထစ်ထားလိုက်ပါတယ်လူလေးပြောတာကိုအဖို့ကြားပါတယ်ဒါပေမဲ့အဖို့ထုနေတဲ့တံပြားကိုရက်လိုက်ရင်လိုချင်တဲ့အတိုင်းတာကို ရောက်မှာမဟုတ်ဘူးဒါကြောင့်ဆက်ထုနေတာလူဆိုတာကိုဖြစ်ရှင်တာကိုရက်လို့မရဘူး ဆုံးခန့်တန်ရောက်အောင်တွားရပါတယ်။အဖိုးအိုကမောင်းစင်နာကိုရက်ခတ်တိုက်ပါတယ်။အဖိုးလုံးနေတာပန့်ဖေးလို့ခေါ်တယ်။တန်ကိုမင်းဖုတ်ပြီးကိုလိုရာဓာပစိန်တူရင်းပောက်ပြားတွေလောက်ရတာမောင်းစင်နာက အဖိုးအိုပပင်းလုံးနေတာကို ထိုင်ကျင့်ပြီးတော့အဖိုးအိုကိုကူညီပြီးတူထူပေးပါတယ်။အဖိုးအလုတ်က အတူပင်မန်းတာပဲ။မပင်မန်းတဲ့အလုတ်ဘာရှိလို့လဲလူလေးရဲ့လူတွေဟာဝိုင်းရဲ့အတွက်အပင်မန်းခံနေကြရတာပဲလေ။ အေးဒါပေမဲ့ကိုတက်ထားတဲ့ပညာကိုဝိရိယထုတ်ပြီးအများကနှစ်သက်သဘောကျအောင် လုပ်နိုင်ရင်ကြီးပွားမှာပဲမောင်စေရနာကအဖိုးကိုပြောပြတာကိုငြိမ်သက်စွာနားထောင်နေပါလေအဖိုးကိုစီကိုလူအသုံးအဆောင်ပစ္စည်းတွေလာအပ်လာဝယ်သူတွေကအဆက်မပြတ်လာကြပါတယ်အဖိုးအိုကအသက်အရွယ်အရတိတ်အလုံးမလုံနိုင်တော့ပါဘူးအဲ့ဒီမှာမောင်စေရနာကစိတ်ကူးတစ်ခုရသွားပါတယ်အဖိုးအိုစီကဗဘေးပညာကို စနစ်တကျသင်ယူခဲ့ပါတယ် ဖိုးအိုကမောင်စေရနာကိုပပေးပညာသင်ပေးရင်လောက်အားခကိုလေထိုက်တင်တဲ့လောက်ပေးပါတယ်မောင်စေရနာကလောက်အားခတွေကိုဆုထားပြီးသူ့အမေကိုသွားပေးလေရှိပါတယ်နေ့အခါသွားပေးရင်အလုတ်ပြက်မှဆိုးလို့ညနေမိုးရှုပ်တာနဲ့သူ့ရွာကိုပြန်သွားပြီးသူ့အမေကို သွားတွေ့ပါတယ်ညစ်၃ရံမှာ တရံသာအိပ်ပြီးမိုးမလင်းမီ အဖိုးကိုရှိရာကိုပြန်လာခဲ့ပါတယ်အချိန်ကြာလာတော့အဖိုးအိုရဲ့လက်ရအတိုင်း ဓာတ်ပစင်တူရင် ပေါက်ပြားတွေကိုလုတ်ကင်လာနိုင်ပါတယ်အဖိုးကအလုတ်လက်ခံပြီးမောင်စေရနာကပပေးလုတ်ပါတယ်မောင်စေရနာရဲ့လက်ရဟာပိုမိုကောင်းမွန်တာမို့ဝေယူသူအလုတ်အပ်သူတွေများကအလုတ်နဲ့လက်မပြတ်အောင် လုံနေရပါတယ်အဲ့ဒီလွန်နဲ့အဖိုးဟာအသက်အရွယ်အရ လူကြီးယောဂာနဲ့တည်ဆုံးသွားပါတယ်မောင်စေရနာဟာပပေးလုပ်ငန်းကို သူ့ရွာမှာပြန်လုပ်ပါတယ် မောင်စေရနာရဲ့ပပေးလက်ရကောင်းမွန်တဲ့တည်င်းကပြက်နှံ့သွားတာကြောင့်ပပေးလုပ်ငန်းဟာတပည့်တပန်းတွေအလौဒမားတွေနဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်မောင်စေရနာဟာသူ့အမေကိုပြည့်ပြည့်စုံစုံကျွေးမွေးပြုစုခွင့်ရသွားတာကိုဝမ်းသာနေရှာပါတယ်အတတ်ပညာတစ်ခုကိုဝီရိယထုတ်ပြီးအများကနှစ်သက်သဘောကျအောင်လုပ်နိုင်ရင်ကြီးပွားမှာပဲဆိုတဲ့သူ့ရဲ့အဖိုးအိုရဲ့စကားကိုအမြဲကြားယောင်နေမိပါတယ်သင်ဆရာဖြစ်တဲ့ပပေးဆရာကြီးကို ယေရှုကောင်းမွန်ကုသိုလ်တွေလုပ်ပေးပါတယ်။မောင်စေရနာဟာအတတ်ပညာတစ်ခုရဲ့တန်ဖိုးကိုလေအစဉ်အမြဲသိပြီးလူငယ်တွေကိုခေါ်ကပပေးပညာသင်ကြားပေးပြီးပညာအမွေပေးရင်နေထိုင်သွားပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲ။မိတ်ဆွေများအားလုံးလေအတတ်ပညာတစ်ခုရဲ့တန်ဖိုးကိုသိနိုင်မြင်နိုင်ပြီးပုံမောကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ။